်မင်္ဂလာပါရှင်ကျွန်မကတော့ချေချိုဆမ်းပါ DPPO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ် ILO ကစစ်ကောင်စီကိုပုံမှ33နဲ့အရေးယူဖို့ဆုံးဖြတ်ချက်ချမှတ်ခဲ့ပေမဲ့တန်ခတ်လုံဆောင်မှုတွေကိုတော့အဖွဲ့ဝင်နိုင်ငံတွေကလုံဆောင်ဖို့လိုကြောင်းအလို့သမားကိုယ်စားလှယ်တွေနဲ့သူတည်သူတွေကပြောပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်အလို့သမားအခွင့်အရေးချိုးဖောက်မှုတွေကိုကျူးလွန်နေတဲ့စစ်ကောင်စီကို အယလိုရဲ့ပုံမှန်33နဲ့ရေးယူဖို့ဆုံးဖြတ်ချက်ကိုပြီးခဲ့တဲ့ဇွန်လ9ရက်ကအယလိုပြည်ပဆိုင်ရာလူ့သမားရေးအညီလာခံကနေဆုံးဖြတ်ခဲ့တာပါအယလိုရဲ့ရေးယူမှုတွေကိုအကောင့်ထဲပေါ်ဖို့ကတော့အယလိုရဲ့အဖွဲ့ဝင်နိုင်ငံတွေပေါ်မှာမူတည်နေတယ်လို့အလို့သမားကိုယ်စားလှယ်တွေနဲ့တူတည်တီတွေကပြောပါတယ်စင်ကာပူနိုင်ငံအရှေ့တောင်အာရှဆိုင်ရာလီလာရေးအင်စတီကျူရဲ့အပညာရှင်တဦးဖြစ်ပြီးမြန်မာနိုင်ငံပေါ်အခြေခံတဲ့တုတေသနလုပ်ငန်းတွေဆောင်ရွက်နေတဲ့ Catalyst Economics ဘောဂဗီရာအဖွဲ့အစည်းရဲ့ဥဆောင် တူတည်တီတူဖြစ်တဲ့ Jared Bixen ကြာကတော့ ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့လွန်ညွန်ချက်တွေအတိုင်းလှုပ်ဆောင်လာဖို့ဆိုရင်အဖွဲ့ဝင်နိုင်ငံတွေကိုဖိအားပေးဖို့လိုကြောင်းပြောပါတယ်။ Basically uh invoked Article 33 which is a part of its constitution which is ILO အနေနဲ့ပုံမှန်33ကိုသုံးပြီးစစ်ကောင်စီကိုအေးအေးယူရဲဆိုပေမဲ့တကယ်တမ်းခံမှုတွေဆောင်ရွက်ဖို့ကတော့ ILO အဖွဲ့ဝင်နိုင်ငံတွေအပေါ်မှာပဲမူတည်ပါတယ်။ အဲလိုလုံးနိုင်တာကစစ်ကောင်စီအနေနဲ့မြန်မာနိုင်ငံကလက်မှတ်ထိုးထားတဲ့အလို့သမားခွင့်ရဆိုင်ရာသဘောတူညီချက်တွေကိုလိုက်နာလာအောင်စွန်စန်းစစ်ဆေးကော်မရှင်ရဲ့လက်ညွန်ချက်တွေအတိုင်းဆောင်ရွက်လာအောင်အဖွဲ့ဝင်နိုင်ငံတွေကဖိအားပေးဖို့တိုက်တွန်းလာပါပဲ respect these various respect um, these various labor rights conventions that it is a signatory to and, and the recommendations of the uh, commission of inquiry more broadly 2023ခုနှစ်ဩဂတ်လကတည်းက ILO စုံစမ်းစစ်ဆေးကော်မရှင်ရဲ့တိုက်တွန်းချက်တွေကိုစစ်ကောင်စီကလိုက်နာတာမျိုးမရှိသေးတဲ့အတွက် ILO အဖွဲ့ဝင်နိုင်ငံတွေရဲ့အရေးယူခံရဖို့တရားတလောက်ရှိနေကြောင်းသိရပါဗျာ။အရေးယူခံရမယ်ဆိုရင်စစ်ကောင်စီရဲ့ရာဇဝတ်မှုတွေကျူးလွန်ရမှာထောက်ပံ့ဖြစ်စေတဲ့လင်းရင်စီနဲ့ဆက်လက်နေပစ္စည်းတွေဝယ်ယူရရှိရေးစစ်ကောင်စီရဲ့နိုင်ငံသားငွေစီးဆင်းနေမှုတွေကိုပြတ်တောက်စေမှာလည်းဖြစ်ပါတယ်။ဒါကြောင့် ILO ဖွဲ့ဝင်နိုင်ငံတွေရဲ့ပါဝင်လှုပ်ဆောင်မှုကအရေးကြီးကြောင်းကို မြန်မာနိုင်ငံကုံထုံးနယ်စမူလမှုအလို့သမားများအဖွဲ့ချုပ် IWF မြေဥက္ကဋ္ဌမခိုင်ဆောင်ကလည်းပြောပါတယ်။ဒါလေးရင်စီကိစ္စတို့ပစ္စည်းဝယ်တဲ့ကိစ္စတို့နည်းစနစ်ပိုင်းဆိုင်ရာအကူအညီဟိုပေါ့နော်ပေးနေတဲ့နိုင်ငံတွေကနေပြီးတော့မရောတော့ဘူးအကူအညီမပေးတော့ဘူးဆိုတာဖြစ်လာမယ်။အဲ့တော့ဒီဒီမိုကရေစီကိုလေးစားတဲ့နိုင်ငံတွေကနေအရေးယူဆောင်ရထားတဲ့ဆန့်ရှင်ဆန့်ရှင်လို့ဆိုကြပါလို့ပေါ့နော်။ပိတ်ဆို့မှုတွေပေါ်မှာ ခုနလိုဒီမိုကရေစီမလိုက်အရေးမထားတဲ့နိုင်ငံတွေကနေဆက်လက်ပြီးတော့ဗောနော်စစ်တပ်နဲ့ပေါင်းပြီးတော့ချိုးဖောက်မယ်ဆိုရင်ကျမတို့ secondary sanction လို့ခေါ်တဲ့အဲဗောနော်နောက်တဆင့်ဗောထပ်မံအရေးယူရဲဗောအရေးယူထားတဲ့နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီနိုင်ငံကိုအရေးယူရဲဆိုတော့ဒါမျိုးတွေဖြစ်လာနိုင်တယ်ဒါကြောင့်မလို့တကယ်သာအဲဒီဒီမိုကရေစီလိုလားတော့နိုင်ငံ ILO ရဲ့အဖွဲ့ဝင်နိုင်ငံများကအရေးယူမယ်ဆိုရင်စစ်တပ်ကိုတိတ်ကြပေါ့ဒါထိခိုက်စေမှာဖြစ်တယ်ဗောနော် အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ချုပ် ILO ရဲ့ပုံမှန်33နဲ့ရည်ယူမှုကမြန်မာနိုင်ငံအပေါ်မှာဒုတိယအကြိမ်မြောက်ဖြစ်ပြီး2000ပြည့်နှစ်တုန်းကပထမဆုံးအကြိမ်အရေးယူပိတ်ဆို့ခံရတော့ကလည်းဆရာနာရှင်တွေပေါ်မှာအထင်အားစေခဲ့ပါတယ်။ကျွန်တော်ဝေပါ စကိုင်းတိုင်းဘူးတရင်မြို့နယ်ထဲကညောင်ကန်ကျေးရွာနာကိုစစ်တပ်ကဇွန်လ16ရက်မနက်ပိုင်းကလေကြောင်းကနေပုံကျဲတိုက်ခိုက်သွားတာကြောင့်ဒေသခံတဦးသေဆုံးပြီးခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဘုံသီးတတော်များများကိုချသွားပြီးဒဏ်ရာရရှိသူခုနှစ်ဦးထဲက2ဦးကအသက်အန္တရာယ်ဆိုရင်ရတယ်လို့တော်လိုင်းနဲ့နေဆက်သူတယောက်ကပြောပါတယ်။ ဒါအပြင်မပေါက်ကွဲသေးတဲ့ဘုံဒီလေးလုံးလည်းရှိနေသေးပြီးအသေးစိတ်ကိုတော့သက်ဆိုင်ရာအဖွဲ့အစည်းတွေကသတင်းထုတ်ပြန်ပေးမယ်လို့ဘုတလေမျိုးနဲ့တော်လှန်ရေးအင်အားစုရဲ့ခေါင်းဆောင်တယောက်ကပြောပါရယ်အခုဘုံကျဲခံရတဲ့နေရာဟာ CDM လောက်လာတဲ့စစ်ကောင်စီစစ်သားတွေနေထိုင်တဲ့စခန်းဖြစ်တယ်လို့လည်း DPP ကစုံစမ်းသိရှိရပါရယ် ဘုတ်တလေမြို့နယ်အတွင်းကမြို့နယ်ပေါင်းစုံမှရှိတဲ့တွန်လှရေးတပ်ဖွဲ့တွေကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကိုလက်နက်ကြီးအပါဝင်ဒရုန်းတွေနဲ့တိုက်ခိုက်တာတွေရှိနေတဲ့အတွက်စစ်တပ်ကဘုတ်တလေမြို့နယ်တောင်ချမ်းနဲ့အရှိတောင်ချမ်းမှရှိတဲ့ခြေရွာတွေကိုကင်းထောက်လေရင်ဒရုန်းတွေနဲ့ပြတ်တမ်းမှုတွေနေ့စဉ်လိုလိုရှိနေတယ်လို့လည်းသိရပါတယ်ရှင်။ အစ္စရေအီရန်ပြည်ပခါကြောင့်ကမ္ဘာယဉ်နံဈေးတွေဆက်လက်မြင့်တက်နေသလိုယဉ်နံပို့ဆောင်ရေးအတွက်ကမ္ဘာအရေးပါဆုံးရေလမ်းကြောင်းဖြစ်တဲ့ဟော်မုဇ်ရေလက်ကြားကပိတ်ဆို့သွားရင်ယဉ်နံတစီကိုဒေါ်လာ100အထိရောက်လာမှာကိုစိုးရိမ်နေကြတယ်လို့ရိုက်တာသတင်းမှာဖော်ပြပါဗျ။အီရန်နဲ့အိုမန်နိုင်ငံကြားဟော်မုဇ်ရေလက်ကြားကနေတနေ့ကိုကမ္ဘာရေနံသုံးဆွဲမှုရဲ့၅ပုံတပုံလောက်ဖြတ်တန်းနေတာဖြစ်ပြီးရေနံတက်ငွေရေနဲ့လောင်စာဆီ၁၈တန်းကနေ၁၉တန်းထိဖြတ်တန်းနေတဲ့နေရာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ဟော်မုစီလက်ကြားကိုဖြတ်ပြီးရေနံပို့ဆောင်မှုတွေပုံမှန်တိုင်းဖြတ်သန်းနေဆဲဖြစ်ပါတယ်။ဂျွန်လ15ရက်ညပိုင်းနှနိုင်ကဆက်လက်တိုက်ခိုက်နေတာကြောင့်အရှဇေကွက်မှာ16ရက်နေ့မနက်ပိုင်းရင်းနှံစိမ့်စေးဟာဒစီကို အမေရိကန်ဒေါ်လာ85ဒသမ63ထိမြင့်တက်သွားပါတယ်။အမေရိကန်အနောက်တက်ဆက်ရင်းနှံစိမ့်စေးကတော့အမေရိကန်ဒေါ်လာ84ဒသမ63ညမှာရှိနေပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့အစ္စရေးကစတင်တိုက်ခိုက်ကြတဲ့က ရင်းနှံဈေးကခုန်တက်သွားခဲ့တာဖြစ်ပါတယ်ရှင်။နောက်ထပ်နိုင်ငံပေါင်း36နိုင်ငံကနိုင်ငံသားတွေအမေရိကန်နိုင်ငံထဲဝင်ရောက်ခွင့်ပိတ်ပင်ကန့်သတ်ဖို့ထရမ့်အစိုးရကစီစဉ်နေတယ်လို့နိုင်ငံသားရေးဌာနရုံးတွင်းမှတ်တမ်းတွေကိုကိုးကားပြီးရိုက်တာသတင်းကဖော်ပြပါတယ်။အခုလအစောပိုင်းမှာမြန်မာအပါအဝင်နိုင်ငံ12နိုင်ငံကနိုင်ငံသားတွေအမေရိကန်နိုင်ငံထဲဝင်ရောက်ခွင့်ကို သမရကကြေညာချက်ထုတ်ပြန်ပြီးဟန်တာခဲ့ပါတယ်။ အမေရိကန်ပေါ်နိုင်ငံသားအကြမ်းဖက်သမားတွေရနဲ့တခြားအမျိုးသားလူကြော်ရေးချိန်ချောက်မှုတွေကနေကောက်ွယ်ဖို့အတွက်လိုရတာလို့ဆိုရတယ်။ဒီညွန်ကြားချက်ဟာထရမ့်ဒုတိယသမ္မတသက်တမ်းစတင်ကလေးကအရှိဟုံမြင့်လောက်ဆောင်ခဲ့တဲ့ရွှေ့ပြောင်းနေနေရေးစီမံချက်ရဲ့တစိုက်တရေသားဖြစ်ပါတယ်။လူစိုးကဝင်လို့တန်တရားရှိတဲ့ဗင်နီဇွဲလာနိုင်ငံသားရာချီပြီးအက်ဆာဘီရိုနိုင်ငံကိုနှင်ထုတ်ခဲ့တာ အမေရိကန်တက္ကသိုလ်တွေမှာနိုင်ငံခြားသားចောင်းသားတချို့ကိုចောင်းဝင်ခွင့်ညင်ပယ်ဖို့အကြိုးစားတာပြန်ပို့တာတွေလည်းလှုပ်ဆောင်ခဲ့ပါတယ်။ရက်ပေါင်း60အတွင်းသတ်မှတ်ထားတဲ့စံမှတ်ကြောက်တွေလိုအပ်ချက်တွေနဲ့ကန့်ညီမှုမရှိလာရင်ဝင်ရောက်ခွင့်အပြေအဝဒါမှမဟုတ်ဒစိတ်ဒေသပြေဖို့အကြံပြုနိုင်တဲ့ပူပန်ဆရာနိုင်ငံ36နိုင်ငံကိုနိုင်ငံကြေးဌာနကတွေးရှိထားတယ်လို့အမေရိကန်နိုင်ငံကြေးဝန်ကြီးမာကိုရူဘီယိုလက်မှတ်ထိုးထားတဲ့ရုံးတွင်းမှတ်တမ်းတစ်ခုမှာဖော်ပြထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပူပန်စရာကောင်းတဲ့ဆိုတဲ့အချက်တွေထဲမှာစိတ်ချယုံကြည်ရတဲ့စာရွက်စာတမ်းအထောက်အထားတွေပေးအပ်ဖို့တချို့နိုင်ငံတွေမှာအရေးချင်းပြည့်မီတဲ့ဒါမှမဟုတ်ပူပေါင်းဆောင်ရွက်နိုင်တဲ့အစိုးရမျိုးကိမဲ့တာဆိုတဲ့အချက်တစ်ချက်လည်းပါဝင်ပါတယ်ဒီစိတ်ဒေတာပိတ်ပင်ခံရနိုင်တဲ့အထက်မှာအာဖရိကနဲ့အရှေ့အလယ်ပိုင်းနိုင်ငံအများအပြားပါဝင်တာတွေ့ရပါတယ်။အာဆီယံဒေတာရင်းကတော့ကမ်ဘောဒီးယားတနိုင်ငံထပ်မံပါဝင်လာပါတယ်ရှင်။ ဒီပပီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆန်ပါရှင်